တော်ပဲမင်္ဂလာပါခင်ဗျာအခုမော်ပလာတို့သွားရောက်ပြီးတော့ကုသပေးရမယ်မြို့နယ်ကတော့ချာကျင်ဆောင်မြို့နယ်ထူးဖရာရွာပဲဖြစ်ပါတယ်အဲ့ဒီရွာမှာနေတဲ့အသက်28နှစ်ရှိပြီဖြစ်တဲ့ဘင်းတို့အမိရတဲ့ဒီမျိုးသမီးတယောက်ကမော်ပလာကိုဖိတ်ခေါ်လိုက်တာပဲဖြစ်ပါတယ်အကူညီတောင်းဖိတ်ခေါ်လိုက်ရတဲ့အကြောင်းကတော့အဖေရဲ့အမေရဲ့ဘင်းအပါဝင်တဲ့မကြမကြအမျိုးသမီးတယောက်ကိုအိမ်မက်မက်တယ်တဲ့အဲ့ဒီအမျိုးသမီးရဲ့ဝတ်စားဆင်ထားတဲ့ပုံစံအားဆိုလို့ရှိရင်အရင်ခေတ်ကဝတ်စုံပုံစံမျိုးတွေကိုဆင်မြန်းထားပြီးတော့တဲ့အိမ်မက်ထဲမှာလည်းပြောတယ်ပေါ့နော် ဘင်းကတဲ့သူနဲ့အမွာညီမတော်ဆက်တယ်တဲ့ဘင်းကလူဘွားကိုရောက်နေတာပေါ့နော်သူကအခုချိန်ကြီးတဲ့မကျွတ်လွတ်သေးပဲနဲ့တဲ့ဘင်းရဲ့နောက်ကနေပြီးတော့လိုက်ပြီးတော့စောက်ရှောက်နေတယ်ဆိုပြီးတော့အိမ်မက်ထဲမှာပြောတယ်ပေါ့နော်ပြီးတော့အိမ်မက်ထဲမှာလည်းထပ်ပြီးတော့အဲ့ဒီမျိုးသမီးကမှားသွားသေးတယ်လူပြည်မှာတဲ့ဘင်းမပြော့ဘူးဆိုရင်လည်းပြန်လာခဲဆိုပြီးတော့လည်းအိမ်မက်ထဲမှာမကြမကြအဲ့လိုမျိုးလာပြောတယ်တဲ့အဲ့လိုမျိုးအိမ်မက်မတ်တာကဘင်းတယောက်တည်းမဟုတ်ဘူးဘင်းရဲ့အဖေရောအမေရောကအဲ့လိုမျိုးအိမ်မက်တွေကိုမြင်မက်တယ်ပေါ့နော် မြန်မာယူဆနဲ့ပြောရမယ်ဆိုလို့ရှိရင်တိုက်ကနေပြီးတော့လူဝင်စားဖြစ်နေတဲ့ပုံစံမျိုးဒီအိမ်မက်ထဲကအရှိခေဝစ်စုံတွေကိုဝစ်စင်ထားတဲ့အမျိုးသမီးဆိုတာကလည်းတိုက်ပွားမှာကြံခဲ့တဲ့ဘင်းနဲ့အမွာညီမတော်ဆက်တဲ့သူလို့ယူဆလို့ရတယ်ပေါ့ဗျာဒါဘေးဒင်တွေကိုမင်းမြတ်ကြည့်တဲ့အခါဆိုရင်လည်းဒီဘေးဒင်ဆရာတွေနဲ့ဆရာတွေကပြောတယ်တဲ့ဘင်းကဝေဘွားကလာတာတဲ့အမွေအစောက်ရှောက်တွေလည်းရှိနေတယ် အစီဟောင်းဝစ်စုံဝစ်စင်ထားတဲ့ဒီယောက်ျားကြီးတယောက်ကလည်းဘင်းရဲ့အနာမှာအမြဲရှိနေတယ်ဆိုပြီးတော့တဲ့ဘင်းနေဆရာတွေကလည်းအဲဟောတဲ့အခါတိုင်းအဲ့လိုမျိုးပြောတယ်ပေါ့နော်အဲဘင်းနောက်မှာလိုက်ပြီးတော့ဆောက်ရှောက်နေတဲ့အရှိခိဝစ်စုံဝစ်စင်ထားတဲ့ဒီအမျိုးသားဆိုတာကလည်းဒီတိုက်ပွားကဘင်းကလာတယ်ဆိုတော့ပေါ့ဗျာမြန်မာလိုပြောရမယ်ဆိုလို့ရှိရင်တိုက်အဆက်ဆက်တွေကနောက်ကနေပြီးတော့လိုက်ပြီးတော့ဆောက်ရှောက်နေတဲ့သဘောမျိုးပေါ့อืมအဘင်းကိုယ်တိုင်ကလည်းဒီအရာတွေနဲ့ပတ်သက်ပြီးတော့ယုံကြည်တဲ့သူတယောက်လည်းဖြစ်တယ်တဲ့ မွေတွေငကားတွေတိုက်အကြောင်းတွေကိုယုံကြည်တာကမြန်မာပြည်မှာတည်းရှိတာမဟုတ်ဘူးเนาะထိုင်းမှာကလည်းထိုင်းလူမျိုးတွေလည်းအဲ့လိုမျိုးယုံကြည်ချက်တွေသလိုမှရှိကြတယ်ဗျဒီဘေးတွင်နေမင်းမြန်ပြီးတော့အခုဆိုရင်အိမ်ရှိမှာပေါ့เนาะ မွေနှက်စင်တွေကိုလောင်မှပဲဒီထားထားတယ်တဲ့ဒီလိုမျိုးပေါ့နော်ဟိုလောက်ကင်ပြီးတဲ့ကစလို့တဲ့တိုက်တိုက်ဆိုင်ဆိုင်အဖေဖြစ်တဲ့သူကလည်းတက်တဖက်နာလာပြီးတော့တဲ့မူမမှန်တဲ့ပုံစံမျိုးတွေကိုမြင်တွေ့ရတယ်တဲ့အညာဘက်တွေမှာဆိုရင်လည်းအဖေကမိမိထားရင်တဲ့ထမင်းတွေထားစားတယ်တဲ့လမ်းတွေထားလျှောက်တယ်တဲ့လူမြင်ပြီးဆိုလို့ချင်းမျက်စောင်းကြီးနေနဲ့ထုတ်ထုတ်ပြီးတော့ဖေးရကြည့်တယ်တဲ့အဲဒီလိုဖြစ်ရတာကလည်းပေါ့နော်ဒါဘင်းထင်တာကလည်းဖေးကဘန်ကောက်မှာအလုတ်သွားလို့တုံးကတဲ့အဖေရဲ့အတီးတယောက်ကစီမံမှုတပူအဖေကိုလက်ဆောင်ပေးလိုက်တယ်တဲ့ စီမံဆိုတာကတော့အောက်လန်းစီရင်နေနဲ့ပေါ်ဆက်လက်ထားတဲ့အဆောင်အယောင်ပစ္စည်းတစ်မျိုးပေါ့ဗျာအဖေဒီအဆောင်ကိုစောင်းပြီးကလေးကပေါ့နော်မကြမကြတဲ့အိမ်မက်ထဲမှာအမျိုးသမီးတယောက်ကိုတွေ့ပြီးတော့အဲ့ဒီအမျိုးသမီးကအဖေကိုလာလာပြီးတော့ခေါ်တယ်ဆိုပြီးတော့အဖေပြောပြတယ်တဲ့ပြီးတော့အဖေကပေါ့နော်တခြားမိကလေးတွေနဲ့အပြင်မှာစကားလေးပါလေပြောတာမျိုးတွေလုပ်ပြီးဆိုလို့ရှိရင်အဖေနောက်ကနေပြီးတော့တစုံတယောက်ကပိတ်ရိုက်လိုက်တဲ့ပုံစံမျိုးတွေကိုလည်းအဖေကကြုံတွေ့နေရတယ်ပေါ့နော်အခုဆိုရင်ဘင်းတို့ ပေါ့မိသားစုဝင်တွေအားလုံးอ่ะဆိုရင်တယောက်တစ်မျိုးစီရဲ့ထူးခြားတဲ့ဖြစ်ရပ်တွေနဲ့ကြုံတွေ့နေရတယ်ပေါ့နော်ဒီအိမ်မက်တွေမက်တဲ့အခါကျရင်လည်းတိုက်တိုက်ဆက်ဆိုင်မိသားစုတွေအားလုံးမက်တဲ့ပုံစံတွေကလည်းတူနေတယ်ပေါ့နော်အခုလိုမျိုးထူးခြားတဲ့ဖြစ်ရပ်တွေနဲ့ကြုံတွေ့နေရလို့ဒါဆီယာမော်ဘလကိုဖိတ်ခေါ်လိုက်တာဖြစ်ပါလဲဆိုပြီးတော့ဒါမိသားစုဝင်အားလုံးကပြောပြလာတယ်ပေါ့နော်ဒီမော်ဘလတို့အခွဲရောက်သွားတဲ့အချိန်မှာဆိုရင်လည်းမော်ဘလဒီခြံရဲ့ဒဇက်မိတ်ကိုနင်းလိုက်တာနဲ့အော့အန်လာမျိုးတွေဖြစ်တဲ့ပြီးတော့မော်ဘလမေးတယ်ဟိုအရှိကတက်ပင်ကားတဲ့ဒီအိမ်ကအိမ်ပိုင်ရှင် ပိုင်တဲ့အပင်လားလို့မဟုတ်ဘလားမေးတယ်ပေါ့နော်အဲ့ဒီအပင်မှာလည်းတရေတစေတွေရှိနေတယ်တဲ့ပြီးတော့ဘင်းစီကိုမဟုတ်ဘလားသွားတော့တယ်အဲဘောနော်ဒီအော့အန်လာမျိုးတွေဖြစ်တဲ့ဘင်းကိုမြင်လိုက်တာ ਨੇ ဒီဘင်းစီမှာလည်းတရေတစေတွေရှိနေတယ်ဆိုတာကိုပြောချင်တာပေါ့နော်အချက်ပြတာပေါ့နော်အဲကြံတဲ့မိသားစုနေအားလုံးကကိုလည်းမဟုတ်ဘလားလိုက်ဆိုစစ်စစ်ကြည့်လိုက်တဲ့အခါကျတော့မိသားစုနေအပါဝင်ဒီခြံဝင်းထဲမှာပေါ့နော်ဟိုဒူးသေးကောင်အပုံနဲ့နေရတယ်တဲ့ဒီအိမ်မှာပေါ့နော်နာနာဘွားဝိညာဉ်တရေတစေတွေနေရာတိုင်းမှာရှိနေတယ်ဆိုတော့သဘောကိုမဟုတ်ဘလား ဆိုလိုချင်တာပေါ့နော်မော်ပလန်ကတော့အိမ်ပတ်ဝန်းကျင်အားလုံးကိုလိုက်လံစာဝတ်စစ်ပြီးွားပြီးအခါကျတော့သူထုံးစံအတိုင်းပဲပေါ့နော်ထုံတာကျင်တာလေရှိမရှိစစ်ဆေးတဲ့အဲ့လိုမျိုးစစ်ဆေးတဲ့ဆိုတာကတော့မော်ပလန်ရဲ့ဗီဒီယိုတွေကိုဒါအမြဲကြည့်နေကြသူတွေဆိုလို့ရှိရင်တော့သိရှိနားလည်ပြီးသားပဲဖြစ်ပါလိမ့်မယ်ကျွန်တော်ကျတဲ့ဝင်ရှင်းပြစာလိုလောက်မှမထင်ဘူးပေါ့နော်ဒါမော်ပလာစစ်ဆေးတဲ့အချိန်မှာဆိုရင်လည်းဘင်းရဲ့ခြေထောက်တွေကတော်တော်လေးကြီးကွန်မှာလေးလံတာမျိုးတွေဖြစ်နေတယ်ပေါ့နော် တော်တော်လာမှပဲမတူမမရတဲ့အခြေအနေမျိုးတွေဖြစ်နေတယ်အဘင်းစီမာတယ်တဲ့နနာဘဝပဲပုံသားဝိညာဉ်တွေတွေ့ကက်နေတာမျိုးတွေရှိနေတယ်ဆိုတာကိုလည်းဒါအချက်ပြလာပဲတဲ့မော်ဘလာကသူကုသပေးမယ်ဆိုလို့ရှိရင်တဲ့ဘင်းကတဲ့သေမာတဲ့အဲ့လိုမျိုးလဲပြောလိုက်ပါဘောနော်ဟိုဘင်းကထပြီးတော့ငိုပါလေရောမော်ဘလာကတော့ဒါစနောက်ပြီးတော့သူပြောတာလည်းဖြစ်ကောင်းဖြစ်မှာပေါ့နော်ဘာလို့လဲဆိုတော့သူငိုတာကပေါ့နော်တိတ်မကြခင် ်တရားတော့မယ်ဆိုတာကိုတဲ့တိလို့ပေါ့နော်အကောင့်ဝယ်မလို့ဟိုခေါင်းဆိုင်တော့သွားပြီးတော့တဲ့သူအကြည့်ပြီးပြီးတဲ့အကောင့်တလားပေါ့နော်အနေရောင်တော့သူရွေးချယ်ထားပြီးပြီးဆိုပြီးတော့ဘင်းကအဲ့လိုမျိုးပြောလာတယ်အဲ့လိုဘင်းအဲ့လိုမျိုးလဲပြောတော့ပေါ့နော်ဘင်းရဲ့မိဘတွေကလည်းစိတ်မကောင်းဖြစ်ပြီးတော့ငိုတော့သူတို့ရဲ့တမီးအကောင့်တလားဆိုင်ကိုသွားပြီးတော့အကောင့်ဝယ်ထားတယ်ဆိုတော့ပေါ့နော်သူတို့မသိဘူးပေါ့နော်သိတဲ့ချိန်မှာဆိုစိတ်မကောင်းဖြစ်ပြီးတော့ငိုတော့မဟုတ်လားပြောလာကတော့စိတ်မကောင်းမဖြစ်ကြပါနဲ့တဲ့ဘင်းကိုတဲ့ကျွန်တော်ဟိုတေးအောင် ကုသပေးမှာမဟုတ်ပါဘူးတဲ့အားလုံးအဆင်ပြေချောမွေ့အောင်ပဲကျွန်တော်လောက်ကန်ဆောင်ရွက်ပေးပါမယ်ဆိုတော့မဟုတ်ဘူးအဲ့လိုမျိုးပြန်ပြောလိုက်တယ်ပေါ့နော်အဲ့လိုမျိုးပြောကြမှာမိသားစုနဲ့အားလုံးကပြုံးပြုံးရှင်ရှင်နဲ့ပြန်ဖြစ်လာတယ်ပေါ့နော်ပြီးတော့မော်ဘလာကတော့ဒီအရာတွေအားလုံးဟိုပြည်လဲပြီးတော့ကျွန်တော်အားလုံးပုံမှန်အတိုင်းပြန်ဖြစ်ဖို့အတွက်ဆိုလို့ရှိရင်တဲ့အေရှားတစ်ပင်ကိုလည်းအကြွေပြားစီသွားပြီးတော့ရိုက်ခဲ့ရမယ်တဲ့ပြီးတော့ဒီခြံဝင်းထဲမှာရှိနေတဲ့နတ်စင်တွေဒီမိသားစုတွေအားလုံးကူးကွယ်ထားတဲ့အမွေတွေဟိုနော်နတ်ရုပ်တွေအားလုံးကိုလည်း ထုချေရိုက်ဆိုးပြရမယ်ပေါ့နော်မဟုတ်ဘူးအဲ့လိုမျိုးပြောတယ်မိသားစုနဲ့အလုံးခွင့်ပြုချက်ပေးမှလားလို့မေးတဲ့ခါမှာအလုံးကတော့မော်ဘလာရဲ့သဘောဒါအတိုင်းပဲတဲ့မော်ဘလာကောင်းသလိုစီစဉ်ပါလို့အဲ့လိုမျိုးပြောလိုက်တာပေါ့နော်ဒီအေရှီးယားဒီတပင်ကိုအကျွေပြားတွေရိုက်ထည့်ရမှာကတော့ဒီအကျွေပြားတွေဆိုတာကတော့ထိုင်းကဒီတစ်ချက်တန်၅ချက်တန်၁၀တန်လို့ဆိုလိုတာပေါ့နော် ဒီတမန်အကြွေပြားစီတော့မဟုတ်ဘူးအဲ့ဒီအကြွေစေးကထိုင်းနိုင်ငံမှာလူတွေတည်ဆုံးပြီဆိုလို့ရှင်ဒါလူတယောက်တည်ပြီဆိုလို့ရှင်ဒီပလက်လှန်ပြီးတော့လက်ကိုဟိုရေလောင်းပြီးတော့လက်ရေဆေးပြီးတဲ့ဒလေးရှိတယ်ဗောနော်မြန်မာဒလေးကြတော့လူတည်ပြီဆိုလို့ရှင်ရေချိုးပြီးတယ်ပြီးလို့ရှင်ပါဇက်ထဲကိုအကြွေပြားစီထည့်တယ်ထိုင်းမှာကြတော့အဲ့လိုမဟုတ်ဘူးလူတယောက်တည်ပြီဆိုလို့ရှင်လက်ကိုလက်ရေလောင်းတယ်လို့ခေါ်တယ်အဲ့ဒီရေလောင်းတဲ့အခါမှာရေခွက်ထဲမှာတကြက်တန် အတုံးမဟုတ်ငါးချက်တန်တစ်စက်တန်လေးထဲကြတယ်အဲ့ဒီအဲအကြွေပြားစီတွေအရဆိုလို့ရှင်အသုံးဝင်တယ်ဗောနော်တရေတစ်စီရှိတဲ့အစ်ပင်တွေကိုအဲ့ဒီအကြွေပြားစီရိုက်ထဲမယ်ဆိုလို့ရှင်တရေတစ်စီတွေမနေနိုင်ပဲနဲ့ထွက်သွားတယ်ဗောနော်အခုလဲမော်ဘလာကအဲ့ဒီအပင်ကိုရိုက်ထဲမယ်အကြွေစေးရလူသေးတဲ့အခါမှာလက်တီလောင်းတဲ့အချိန်မှာဗောနော်ဖလောက်ကထဲမှာထည့်ထားတဲ့အကြွေစေးပဲဖြစ်တယ်ဗောနော်အဲ့လာကိုသူတို့စောင့်ထားကြတာအဲ့လိုမျိုးတွေကြုံလာရင်လုတ်ဖို့အတွက်ဗောနော် ။အဲ့ဒါမော်ဘလာကအားလုံးကိုလိုက်လံစစ်စစ်ကြီးစုလိုက်တဲ့အခါကျတော့ဗောနော်အဖေကိုလည်းသူကတည်ပြီးသွားပြီ။ဘင်းစီမှာလည်းရှိတယ်။ဘင်းရဲ့အဖေလေးအမေလေးစီမှာလည်းတရက်တဲ့စေနနာဘွားဝိညာဉ်လေးပူကပ်ဖို့အတွက်အားလုံးရနဲ့မှာအသက်စောင့်နေကြလဲဆိုတာကိုမော်ဘလာသိတဲ့အခါမှာမိသားစုနဲ့အားလုံးကိုမော်ဘလာသူ့ရဲ့အစီအရင်နေတဲ့တိတိချာချာဗောနော်ပေကျိုးတွေပတ်ရက်ပြီးတော့ဂါဒါနေမန်းမုတ်ဆမ်မန်းတွေမန်းပြီးတော့တိတိချာချာအခုအားလုံးမြင်တွေ့တဲ့အတိုင်းပဲဗောနော်လောက်ကင်ဆောင်ရွက်ပေးနေတာကိုမြင်တွေ့ရတယ်ဗောနော်အာပြီးတော့ဒီ ရေမန်းရေတွေကိုလည်းသူမန်းမုတ်ထားတဲ့ရေတွေကိုမိသားစုနဲ့သုံးသလုံးတိုက်တယ်ပေါ့နော်ပြီးတော့သူ့နောက်မှာပါလာတဲ့သူတွေကိုလည်းဒီခြံဝင်းထဲမှာနေရာအနှံ့ကိုလိုက်ပြီးတော့ဟိုပေးရင်ရေတွေလည်းပတ်ပြန်ပေးလိုက်ပါတဲ့ပြီးတော့ဒီဆမ်မန်းတဲ့နေကိုလည်းပေါ့နော်ပတ်ပြန်ပေးပါဆိုတော့မော်ဘလာပြောတဲ့ဒီခြံဝင်းထဲမှာရှိတဲ့နေရုပ်တွေပါလေးအားလုံးကိုလည်းသူသူချေရချိုးပစ်ခိုင်းတာပေါ့နော်အဲ့ဒါမော်ဘလာသူကုသပြီးွာလဲအခါကျတော့မိသားစုဝင်တွေကိုအဲသူပြောတယ်ပေါ့နော်ပုံမှန်အတိုင်းဖြစ်ပါပြီတဲ့ မိသားစုနဲ့အားလုံးပေါ့နော်ပျော်ပျော်ရွှင်နဲ့နေလို့ရပြီဆိုပြီးတော့အားပေးနေတဲ့စကားပြောပြီးတော့သူ့ရဲ့ကုသပေးတဲ့အစီအစဉ်လေးကလည်းဒါပြီးဆုံးသွားပြီပေါ့နော်အပီးကျင်တဲ့ message ကတော့ဘုရားဘာသာပဲဖြစ်ဖြစ်ဘယ်ဘာသာပဲဖြစ်ဖြစ်ကိုကိုကိုွယ်တဲ့ဘုရားရှင်မှာတပါတခြားဘယ်အရာမှကိုကိုွယ်စရာမလိုဘူးပေါ့နော် တခြားနတ်ရောင်ရောင်ငကားရောင်ရောင်လုံနေမယ်ဆိုလို့ရှိရင်တော့လက်ရှိဘဝမှာလည်းဝူရှူဝါတွေဖြစ်ပြီးတော့အသိဆုံးဝါတဲ့အခါမှာလည်း Weekend to Oasis ကိုတုံကင်နံပါတ်1နဲ့ထိတ်ဆုံးကနေပြီးတော့ဒိုးရမှာပဲဖြစ်ပါတယ်ပေါ့နော်ဟုတ်ကဲ့ပါဒီနေ့တင်ဆက်ပေးတဲ့အစီအစဉ်လေးကလည်းဒီလောက်ပါပဲပေးခြင်းတဲ့ message လေးကလည်းဒီလောက်ပါပဲခင်ဗျာအဆုံးတရောင်နားဆင်ခံစားကြည့်ရှုပေးကြလဲကြည့်ရှုသူတွေအားလုံးကိုလည်းကျေးဇူးအများကြီးတင်ပါတယ်အားလုံးပဲအသက်စေကျမ်းမာစိတ်ချမ်းသာပြီးတော့လုံရင်ဆန္ဒလေးပြေဝကြပါစေခင်ဗျာ